ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့နိုဝင်ဘာလ9ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်နေနဲ့ချင်းပြည်နယ်မှာတပ်မတော်ကဒါအကြမ်းဖက်အုပ်စုတွေထိချုပ်ထားတဲ့မျိုးများတဲ့ကမျိုးတစ်မျိုးကိုပြန်ပြီးတော့ထိချုပ်နိုင်ပြီဖြစ်ပါတယ်အဲ့ဒီမျိုးကတော့ဖလန်းမျိုးနဲ့ဝေဘူးလားမျိုးဖြစ်ပါတယ်ဝေဘူးလားမျိုးကိုအကြမ်းဖက်အုပ်စုတွေကပြီးခဲ့တဲ့ကာလတွေမှာထိချုပ်ထားပါတယ်ဒီဝေဘူးလားမျိုးကိုတပ်မတော်ကပြန်ပြီးထိချုပ်နိုင်ဖို့အတွက်စစ်ကြောင်း၃ကြောင်းနဲ့ပြန်ပြီးတော့ကျွန်တော်တို့ထိုးစစ်ဆင်ပြန်ပြီးတော့ထိချုပ်ခဲ့တာဖြစ်ပါတယ် ီမြို့ရဲ့ဒီနေရာကဖလန်းမြို့နယ်ဖလန်းမြို့နယ်တဲကပါတဲ့မြို့တစ်မြို့ဖြစ်တော်လဲပဲသူကကလေးမြို့နယ်ဆိုရင်၁၆မိုင်ခန့်အကွာမှာတည်ရှိတယ်ဖလန်းမြို့နယ်ဆိုရင်၄၂မိုင်52မိုင်ခန့်အကွာမှာတည်ရှိပါတယ်တနည်းအားဖြင့်ကလေးနတ်ချောင်းဖလန်းဆက်သွယ်ရေးလမ်းမကြီးပေါ်မှာတည်ရှိတဲ့မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်မြို့ငယ်လေးဆိုတော့လဲပဲစေရေးရအရန်ကိုအရေးပါပါတယ်ဒီလမ်းကြောင်းကလည်းဒီစင်ကျွန်တော်တို့ဒါအိန္ဒိယမြန်မာနယ်စပ်ထိပေါက်တဲ့လမ်းမကြီးဖြစ်ပါတယ်စေရေးရအရန်အေးပါတယ်ပြီးရင်တော့ကျွန်တော်တို့ မကူတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ချိတ်ဆက်ထားတဲ့လမ်းမိုက်ပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်ဒီမြို့ကိုတပ်မတော်ကပြန်ပြီးတော့ထိန်းချုပ်နိုင်သွားပြီဖြစ်ပါတယ်အလားတူပါပဲအကြမ်းဖက်အုပ်စုတွေကဒါဖလန်းမြို့ကိုလည်းထိန်းချုပ်ထားပါတယ်အကြမ်းဖက်အုပ်စုတွေကဖလန်းမြို့ကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့ပါတယ်ဖလန်းမြို့ကိုအကြမ်းဖက်အုပ်စုတွေက9လကျော်တိုက်ခတ်ပြီးတော့မှထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဖလန်းမြို့နယ်ထဲမှာအရေးပါတဲ့ recorder မြို့ပါ recorder မြို့ကို2023ခုနှစ်နိုဝင်ဘာလမှာအကြမ်းဖက်လမ်းနိုင်ငံဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ် ရီခေါ်ရမျိုးကအိန္ဒိယမြန်မာနယ်စပ်မှာတည်ရှိပြီးတော့ကုံသွေးမျိုးတစ်ခုဖြစ်ပါလေပြီးတော့ကျွန်တော်ဖလန်းမျိုးနဲ့မိုင်း90မိုင်း90ကျော်ခန့်အကွာမှာတည်ရှိတယ်တီးတိမ်မျိုးနဲ့မိုင်း20ကျော်ခန့်အကွာမှာတည်ရှိပါလေတပ်မတော်ကတော့လက်ရှိဒီဖလန်းမျိုးနယ်ကအရေးပါတဲ့လမ်းမိုက်တွေကိုထိန်းချုပ်ဖို့အတွက်စစ်စင်ဆောင်နေတာတွေ့ရပါတယ်လက်ရှိဒီတပ်မတော်ဆက်ကြောင်းစစ်ကြောင်းတွေကဝေဘူလောင်းမျိုးကိုထိန်းချုပ်သွားပြီးတဲ့နောက်ပိုင်းမှာဆက်ပြီးတော့ကျွန်တော်တို့ဖလန်းမျိုးကိုဆက်ပြီးတော့စစ်ကြောင်းထိုးမလားဆိုတာလေးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလေ ဖလားမြို့ကချင်းမီနယ်မှာကျွန်တော်တို့လေငွေ့တည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်ဆေးရအရန်ကိုအေးပါတဲ့မြို့ဖြစ်ပါတယ်မြို့ဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်အကြမ်းတ်အုပ်စုတွေထဲချုပ်ထားတဲ့ချင်းမီနယ်အတွင်းမှာအကြမ်းတ်အုပ်စုတွေထဲချုပ်ထားတဲ့မျိုးတစ်မျိုးကိုတော့တက်မတော်ကပြန်ပြီးတော့ထိချုံနိုင်သွားပြီဖြစ်ပါတယ်။အကြမ်းမအုပ်စုတွေရဲ့သူတို့ရဲ့ဒီ Facebook Facebook စာမျက်နှာတွေမှာရေးသားဖော်ပြချက်ရဆိုရင်တော့တက်မတော်ကဝေဘူးလာမျိုးကိုရရှိဖို့အတွက်အင်အား600ကနေပြီးတော့800အတွင်းအသုံးပြုပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ထိုးစစ်ဆင်ခဲ့တာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အကြမ်းဖက်မီဒီယာတွေမှာတော့ရေးသားထားပါတယ်။တိုက်ခဲ့တဲ့ကောင်မှာစစ်ကြောင်းသုံးကြောင်းနဲ့တိုက်တယ်။ပထမတစ်ကြောင်းကတော့ကျွန်တော်တို့ကလေးနဲ့ကလေးနဲ့ခံကောကြားကနေပြီးတော့အခြေပြုပြီးတော့တစ်ကြောင်းတက်တယ်။နောက်ထပ်စစ်ကြောင်းနှစ်ကြောင်းကတော့ကလေးကလေးမြို့နယ်ကလေးမြို့မှာတည်ရှိတဲ့ကလေး GDC အနည်းမှာအခြေပြုပြီးတော့စစ်ကြောင်းနှစ်ကြောင်းနဲ့ချီတက်တယ်လို့ပြောပါတယ်။လက်ရှိတော့တပ်မတော်စစ်ကြောင်းသုံးကြောင်းကဝေဘူးလာမြို့မှာ ပေါင်းစုံပြီးတော့ဝေဘူလာမြို့ကိုအလုံးစုံထိန်းချုပ်သွားပြီလို့ချင်းမီဒီယာတွေမှာလည်းဖော်ပြတာတွေ့ရပါတယ်။ဒါကတော့ချင်းမီနယ်အတွင်းမှာတက်မတော်ကပရမာဆုံးထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။ဒီမြို့ကတော့ဝေဘူလာမြို့ပါစစ်ရေးနိုင်ငံရေးအရန်ကိုအရေးပါပါတယ်။တနည်းအားဖြင့်ကျတော့ကလေးမြို့နဲ့ဆိုရင်တော့စစ်ကြောင်းမိုင်ကအကွာမှာတည်ရှိတယ်။ဖလန်းမြို့နဲ့ဆိုတော့52မိုင်အကွာမှာတည်ရှိပါတယ်။ကလေးနှစ်ကြောင်ဖလန်းဆက်သွယ်ရေးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ဒါကျွန်တော်တို့ဖလန်းမြို့ရဲ့အခြေအနေနဲ့ပတ်သက်ရင်ဖလန်းမြို့ကစစ်ရေးနိုင်ငံရေးအရန်ကိုအရေးပါပါတယ်။တစ်ဖက်မှာကျွန်တော်တို့ recorder မြို့ recorder မြို့က ဒါကျွန်တော်တို့အိန္ဒိယမြန်မာကုံသွယ်ရေးမြို့တစ်ခုဖြစ်ပါတယ်ဒီမြို့ကိုလည်းအကြမ်းမအုပ်စုတွေထိ ंछ ုတ်ထားတယ်ပြီးရင်ကျွန်တော်တို့ဖလန်းမြို့အောက်မှာကျွန်တော်တို့ဒါဆက်ဆက်တဲ့မြို့တွေကိုလည်းအကြမ်းမအုပ်စုတွေထိ ंछ ုတ်ထားပါတယ်အော်တက်မတော်ကတော့ကျွန်တော်တို့ချင်းပြည်နယ်မှာပထမဆုံးကျွန်တော်တို့အောင်မြေကိုနင်းလိုက်ပြီဖြစ်ပါတယ်အလားတူပါပဲကျွန်တော်အခြားသောအေရီးယားတွေမှာလည်းတက်မတော်ကထိုးစစ်ဆင်လက်ရှိပါတယ်ဒီအေရီးယားတော့ကျွန်တော်တို့အသေးစိတ်ထုတ်ပြီးတော့မပြောသေးပါဘူးနောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ ရှမ်းပြည်နယ်အေးဒါယာမြို့မှာအေးဒါယာမြို့မှာလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်လောင်းတူရဲ့လွတ်တော်ကိုယ်စားကိုယ်စားလှယ်လောင်းရဲ့လက်ချက်ကြောင့်အမျိုးသားတူတေဆုံးခဲ့ရပါတယ်အဲ့တော့တိုင်းပြည်ကိုချစ်ပါတယ်ကိုဒေသရဲ့ကောင်းကျိုးကိုလုပ်ပါမယ်ဆိုတဲ့ပုံကိုယ်ရဲ့လက်ချက်နဲ့ကျွန်တော်ပြည်သူတွေတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပါဖြစ်စဉ်ကိုတင်ပြပါမယ်ဘုံဘာလာ၄ရက်နေ့ည၈နာရီမိနစ်30အချိန်ခန့်ကရှမ်းပြည်နယ်အေးဒါယာမြို့ရက်ကွက်၁နယ်မြေ၂အကွက်ကြီး80အိမ်မက်42နေရှိလမ်းမပေါ်မှာနေရှိလမ်းမပေါ်မှာဒီတစောင်းတိုင်းလာပြည့်ညက ချက်ခိုးရာကနေပြီးတော့အင်ရှင်ရိုင်းတဲ့မှုကြောင့်အမျိုးသားတယောက်နဖူးမှာကျွန်တော်တို့ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့်ကွယ်လွန်ခဲ့ပါတယ်။ရိုင်းတဲ့ခန့်လုံးတည်ဆုံသွားတဲ့အမျိုးသားကလော်တာခဆိုင်းထွန်းစာဖြစ်ပါတယ်။သူကတော့ရိုင်းတဲ့ခန့်အန်းတာဖြစ်ပါတယ်။လော်တာခဆိုင်းထွန်းစာတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့ဒါလူမျိုးတဖုတ်အနေကစုံစမ်းစစ်ဆေးမေးမြန်းတဲ့အခါမှာမေးမြန်းတဲ့အခါမှာအိမ်မှာရဖြစ်တဲ့ဦးဆိုင်ရွှေတီဦးဆိုင်ရွှေတီရဲ့အိမ်နဲ့ခုနက အရိုက်ခံလို့ထေသွားတဲ့သူရဲ့အိမ်ဟာချန်ချင်းကရက်ဦးဆိုင်ရွှေထီးရဲ့ဦးဆိုင်ရွှေထီးနဲ့ခုနကရိုင်းတဲ့ခံတဲ့အိမ်ဟာချန်ချင်းကရက်ဖြစ်တယ်ဦးဆိုင်ရွှေထီးရဲ့ကြက်တွေကဦးဆိုင်ရွှေထီးရဲ့ခြံထဲမှာမကြီးမရှိတယ်အဲ့ဒီမကြီးမပေါ်မှာညဘက်သူကြက်တွေကတက်တက်အိတ်တယ်အဲ့ဒီကြက်ကိုတခိုးကြီးညဖြစ်တဲ့တစောင်းတိုင်းလာပြညမှာအိမ်ဘေးနားအိမ်ကဝင်ခိုးတယ်ဗောဗျာတက်ခိုးတယ်ဗောကျွန်တော်တို့ဒီမြန်မာဒလိပေါ့ဗျာဒါလည်းခိုးရတာပါပဲကျွန်တော်တို့ငယ်တုန်းကဆိုဘလောက်ဆိုလဲဆိုရင်အဲ့ဒီအိမ်နာအเจ้าအိမ်နာတွေကဆက် အုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေရာသွားပုံထားတာအဲ့လိုတွေလုပ်တယ်ကြက်တွေခိုးစားကြတယ်ဟိုဒါလည်းကျွန်တော်တို့ချစ်စဝက် delay ပါပဲဘာကြောင့်လဲဆိုတော့ဟိုတိတ်ပြီးတော့လူထိခိုက်ထိခိုက်မှုဖြစ်အောင်တော့လုပ်ခဲ့တာတော့မဟုတ်ပါဘူးဟိုကျွန်တော်အပျော်ပေါ့ဗျအပျော်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 လုံးကြတာပေါ့ဒါကျွန်တော်တို့ရက်တလိရွာတလိမှာရှိပါတယ်ရက်တလိရွာတလိမှာရှိပါတယ်အော်ဒီအမျိုးသားကလည်းဒီဦးဆိုင်ရွှေဒီရဲ့နေအိမ်မကြီးပင်ပေါ်မှာရှိတဲ့အချက်ကိုအိတ်တန်းဝင်နေတဲ့အချက်ကိုခိုးတာတက်ယူတယ်ပေါ့ဗျယူတဲ့အခါမှာဦးဆိုင်ရွှေဒီ ਨੇ သူ့ရဲ့တားဖြစ်သူ ဆိုင်ဆိုင်ဆိုင်ကြော်ဆိုမိုးသူတို့ကဒုတ်တင်တော့ဝိုင်းရလိုက်တယ်ဗျာဒုတ်တင်တော့ဝိုင်းရလိုက်တယ်ဒုတ်တင်တော့ဝိုင်းလိုက်တော့ချက်ခိုးတဲ့ချက်ခိုးတဲ့ချက်ခိုးတဲ့ခုနကအင်ပင်နာအမျိုးသားကဝက်ဘတ်နှစ်ဖူးသွေးထွက်ပေါက်ပြဲတန်ရာတွေရာဘတ်နှစ်ဖူးပြင်ပေါက်ပြဲတန်ရာတွေပြီးရင်ကျွန်တော်ခြေသလုံးမှာညိုခြေဒကိုလုံးကဒကိုလုံးဗျာကျွန်တော်ဒုတ်တင်နဲ့ရိုက်ရိုက်နှက်ထားတာအဲ့ဒုတ်တန်ရာကြောင့်ပဲတည်ဆုံးသွားတယ်တည်ဆုံးသွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီခုနကဦးဆိုင်ရွှေတီးနဲ့၎င်းရဲ့အသားဖြစ်တဲ့သူ ဆိုင်ကျော်ဆိုးမိုးနှစ်ဦးကိုဒါဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တယ်ကျွန်တော်အဲ့ဒီရဲ့ဒီလက်တယ်ဟောဗျာကျွန်တော်အဲ့ဒီလူကဘယ်သူလဲဗောဘယ်သူလဲလို့ကျွန်တော်တို့ဟိုဒေတာကန်တွေကိုမေးတဲ့အခါမှာအဲ့ဒီဦးဆိုင်ရွှေဒီကမှတ်ပုံနေနံပါတ်က73မြင်းဆောင်ကာလာနာနိုင်33 469ဖြစ်တယ်သူကပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပြီးနေအမှတ်လောင်းလည်းဖြစ်တယ်ဗောကျွန်တော်ကဒီညမှာကျွန်တော်တို့ကအကြီးဒီဟာကကျွန်တော်တို့အခြားပါတီလုံးလည်းအခြားပါတီက60လောင်းလို့ကျွန်တော်ပြောမှာလက်ရှိ လက်ရှိကျွန်တော်တို့ဒါကိုတီလက်ရောက်ကျူးလွန်တယ်သူ့လက်နဲ့ပဲတည်ဆုံသွားတယ်ဗျာအဲ့ဒီကိုစလေရဲ့လက်ချက်ကြောင့်တည်သွားခဲ့တာတည်သွားခဲ့တာအဲ့ဒီကိုစလေကပြည်သူ့ရှေ့ဆောင်ပါတီကပါတီကကိုစလေဖြစ်တယ်သူက တောင်ကြီးမျိုးရဲ့တောင်ကြီးမျိုးရဲ့ကျွန်တော်တို့ဒီပြည်နယ်လွတ်တော်ပေါ့ပြည်နယ်လွတ်တော်ဝင်ရောက်ရှေ့မြိုင်မဲ့သူဖြစ်တယ်ဒီနေ့အပြည့်ကျွန်တော်ရှမ်းပြည်နယ်လွတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနဲ့အမှတ်၁အမှတ်၁ကနေဝင်ရောက်ရှေ့မြိုင်မှာဖြစ်ပါတယ်နာမည်ကဦးဆိုင်ရွှေတီအမှတ်က73မြေဆောင်ကာလာနာ9 3 33 33 49ကိုစားဥပါတီကပြည်သူ့ရှေ့ဆောင်ပါတီဒါဒီမှာဒီမှာဒါဒါအဲ့ဒီပါတီရဲ့ကိုယ်စားလှယ်ပေါ့ဗျာသူရဲ့လက်ချက်နဲ့ကျွန်တော်တို့ခုနကကြက်ခိုးတဲ့အမျိုးသားတယောက်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်သူနဲ့သူရဲ့သားပေါ့ဗျာသူနဲ့သူရဲ့သားတို့ရဲ့လက်ချက်နဲ့တည်ဆုံးခဲ့ရတာလက်ရှိတော့အဲ့ဒီနေရာလုံးဖမ်းလာတယ်အဲ့တော့ကျွန်တော်တို့အာသူတို့ဒါကျွန်တော်တိုင်းပြည်တိဆောက်ရေးတွေတောင်းရောက်သဘောထားတွေကြီးကြပါအငင်းငယ်ရအရေးကြီးရတာပြောတာသူတို့သူညာကြက်လေးလက်တကောင်လဲပါတော့မယ်လဲဆိုတော့ ဒုံးနဲ့နှစ်ယောက်ဝိုင်းရဲလဲရတာကြက်ကြက်ခိုးတဲ့လူသေးသွားတယ်ကြက်တောင်တောင်ဘလောက်ရှိမှာလဲခင်ဗျကြက်တစ်ပိတ်သားပဲထားပါစို့ခင်ဗျအဲ့ဒေတာ3000ခွဲပေါ့ထားပါစို့3000ခွဲ4000ပေါ့ဗျာဘလောက်ပဲရှိမှာမှာ3000ခွဲပေါ့ဗျာကြက်တစ်ပိတ်သား3000ခွဲဘလောက်အရေးကြီးလို့လဲဗျာဒါကျွန်တော်တို့ဟိုစီဝါပြအောင်ခိုးတာလည်းမဟုတ်ဘူးမိမိရဲ့အိမ်ဒုက္ခရောက်အောင်လုပ်တာလည်းမဟုတ်ဘူးအင်းနာချင်းဆိုတော့ဗျာဒီလိုလိုအပျော်အပြတ်လုပ်တာလည်းဖြစ်ဖြစ်မှာပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့အဲ့ဒီဖြစ်စမှာဒီအိမ်မန်ရှင်ရဲ့လက်ချက်တနည်းအားဖြင့် ။ဒီနေ့အဖြစ်ကျွန်တော်တို့တောင်ကြီးရဲ့တောင်ကြီးမဲဆန္ဒရဲ့အမှတ်၁ကဝင်ရောက်ရှေ့မြိုင်မဲ့ပြီးသုံးလုံးပါတီရဲ့ကုစလေလောင်းရဲ့လက်ချက်နဲ့အမျိုးသားတယောက်ပိတ်ဆုံးခဲ့ရပါတယ်။ပိတ်ဆုံးခဲ့ရပါတယ်။ရုပ်သေးတဲ့ကောင်မှဒဏ်ရာပေါင်းများစွာနဲ့ပိတ်ဆုံးခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်၁ FPDB မဲဆန္ဒနဲ့အမှတ်၁ကနေဝင်ရောက်ရှေ့မြိုင်မဲ့ Labor Party ကိုစားပြုလွှတ်တော်ကိုယ်စားလှောင်ဦးကျော်သူရခ မမအာနီဆူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့ပြန်ပြီးတော့ဖြေကြားလာတဲ့အခြေအနေကိုတင်ပြပါမယ်။ဒီ Labor Party ကလွတ်တော်ကိုယ်စားလှယ်လောက်မှဥကျော်သူရာဥကျော်သူရာက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook အကောင့်က post လေးပေါ့ post လေးတော့ဒါနဲ့ပတ်သက်ပြီးတော့သူကလွတ်တော်ကိုယ်စားလှယ်လောက်ဝင်လျှောက်တာတော့မှာဗျာ။ သူဒီ post ကို तू ဖြတ်မထားဘူးတော်တော်လေးကို तू အမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမှတ်တရရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းသိထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမှတ်တရတွေကျွန်တော်ဆိုရင်ဘယ်လောက်အမှတ်တရရှိလဲဆိုရင်အဲကျွန်တော်နောင်ချိုမြို့မှာနောင်ချိုမြို့ကိုတက်မတော်ကပြန်ပြီးတော့ဒါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြီးရနောက်ပိုင်းမှာကျွန်တော်ဒီအမှတ်တရအနေနဲ့လက်မှတ်ကိုင် TNL အဖွဲ့ရဲ့ခေါင်းဆောင်အဖွဲ့အသုံးပြုတဲ့စောင်းတဲ့ကျွန်တော်ជីကအုတ်ထုတ်ပေါ့ជីကအုတ်ထုတ်ကိုជីကအုတ်ထုတ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့ အဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီမြေပြင်မှာရှိတဲ့ဒီတနည်းအားဖြင့်ပြာကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရဲ့အမှတ်တရဘာကြောင့်လဲဆိုတော့ဒီတက်မတော့ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလာမှာကျွန်တော်ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရတယ်အကိုကြီးလို့ကျွန်တော်ဘာမှကျွန်တော်ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအကြံဖတ်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာကြီးကအုပ်ထုပ်နဲ့သူတို့စောင်းတဲ့အုပ်ထုပ်ရရင်ရပြီလို့အဲ့တော့အဲ့မှာချက်ကျွန်တော်ရဲ့အကိုကြီးကလည်းလက်မှတ်လေးထိုးပစ်လိုက်တယ်နောင်ချိုမျိုးသိန်းအမှတ်တရဆိုပြီးတော့ နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့သူ TNL ရဲ့အုတ်ထုတ်မှာရေးခဲ့တယ်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ရုံးမှာကျွန်တော်တင်ထားစေပဲဒါကကျွန်တော်အမှတ်တရပဲဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လည်းတမှုမဖြတ်နိုင်ဘူးကျွန်တော်ဘဝတော်လည်းတမှုမဖြတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီတပ်ပလော့ကနောင်ချိုမျိုးကိုပြန်ပြီးထိန်းချုပ်စဉ်ကာလမှာထိန်းချုပ်စဉ်ကာလမှာရရှိခဲ့တဲ့ကျွန်တော်အမှတ်တရပဲအဲ့လိုပဲဒီကျော်သူရပေါ့ကျော်သူရကဒီမှာသူကလည်းဒီလားဒီဒီတိုင်းပြည်တိုက်ဖြတ်ပြည်ဖြတ်လုပ်ငန်းမှာသူတို့ကအမှတ်တရရှိကောင်းရှိနေပါလိမ့်မယ် ဒါကြောင့်သူမဖြတ်ဒီဒီ post ကိုမဖြတ်တာလည်းဖြစ်ပါလိမ့်မယ်အဲ့တော့ဒါကတော့ကျွန်တော်အကြမ်းဖက် RP post ပေါ့ဗျာခင်ဗျားတို့ခင်ဗျားတို့သိရတိုင်းအဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲ commission ရဲ့ရှင်းလင်းချက်ကိုတင်ပြပါမယ်ရောင်းလိုက်တရားကြီးအမျိုးသားလွှတ်တော် FDP မဲဆန္ဒနဲ့အမတ်တစ်တွင်နဲ့ဝင်ရောက်ရှင်းပြမိ Labor Party ကိုစားပြုတ်လွှတ်တော်ကိုစားတဲ့လောင်းဥကျော်သူရခမမအာနီစူရာမန်နဲ့ပတ်သက်ပြီးတော့သတင်းဖော်ပြချက်များအရာ commission ကသိရှိရပါတယ်တဲ့ ကော်မရှင်နေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနေဥပဒေများနဲ့အညီဖြစ်ပေါ်စေရင်အသေးစိတ်အချက်အလက်များတည်ရှိရန်လိုအပ်ပါသဖြင့်တပ်ဆိုင်ရာဝန်ကြီးဌာနများကပြန်လည်စစ်ဆေးလျက်ရှိပြီးစစ်စစ်တွေ့ရှိချက်များအပေါ်ကော်မရှင်ကတုံ့သက်ဆောင်ရွက်ရမှာဆောင်ရွက်ရမှာဖြစ်ပါတယ်ဗောဗျာသူတို့အဲဒီဟာနဲ့ပတ်သက်ပြီးတော့ဝန်ကြီးဌာနအဖွဲ့ပေါင်းစုံကနေပြီးတော့ဒါစစ်ဆေးလျက်ရှိတယ်ဗော အဲစစ်စစ်ချက်တွေပေါ်မှာတနည်းအားဖြင့်အဲဒီဝန်ကြီးဌာနတွေအခြားသောဝန်ကြီးဌာနသဘောထားမှတ်ချက်တွေပေါ်မှာကော်မရှင်ကတုံးသက်ပြီးတော့လုံးပင့်လုံးထိုက်တာလုံးမယ်ပေါ့ဗျာအဲလိုကြီးရှိပါတယ်ဒါတော့ကျွန်တော်တို့အားလုံးလူကျော်များနေတဲ့ဥကျော်သူရခမမတ်အာနီဆူရာမန်နဲ့ပတ်သက်ပြီးတော့ဒါယူကဝဲကော်မရှင်ရဲ့ရှင်းလင်းချက်ကိုပြန်ပြီးတင်ပြတာဖြစ်ပါတယ်ဒါဒါအဲ့ဒီရဲ့လွှတ်တော်ကိုယ်စားလောင်းလုံးမဲ့သူရဲ့ post တိုင်းပြပြပြလုံးမဲ့သူရဲ့ post ခင်ဗျာကြည့်လိုက်ဒါဘယ်ဘက်ကိုရောက်နေလဲဘယ်ဘက်ကိုရောက်နေလဲ ဘယ်ဘက်ကိုရောက်နေလဲပေါ့ဗျာဒီလောက်ပဲကျွန်တော်တင်ပြခြင်းပါတယ်ပြပတ်မီတာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ